အားလုံးပဲမင်္ဂလာပါရှင်။ မန္တလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စာလင်ကြီးဝမ်ပေါကုမ္ပဏီတွင်တက်ဆွဲထားသောစစ်တပ်ကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်တေဆုံးမှုရှိစစ်တပ်ကကျေးရွာများကိုစစ်တပ်လေတီဖြင့်ဘုံကျဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းစာလင်ကြီးမြို့နယ်ဝမ်ပေါကုမ္ပဏီတွင်တက်ဆွဲထားသောအကြံဖတ်စစ်တပ်ကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်တေဆုံးမှုရှိကြောင်းဒေတာရင်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ နိုဝင်ဘာလ14ရက်နေ့ည9နာရီကျော်ခန့်တွင်ဝမ်ပေါင်ကုမ္ပဏီဝင်အတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုလက်နက်ကြီး73လုံးဖြင့်တော်လှန်ရေးတပ်ဖွဲ့များကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။တိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှနှစ်ဦးထိမှန်ပြီးပြင်းထန်ဒဏ်ရာရရှိကာတိုက်ဆုံနိုင်ကြောင်းထို့ပြင်ကုမ္ပဏီဝင်အတွင်တွင်လည်းအချက်ပေးတံများစုညံစွာထွက်ပေါ်ခဲ့ကြောင်းသိရှိရပါသည်။ မနေ့ကဝမ်ပောင်ကုမ္ပဏီဝင်းအတွင်းကိုတော်လန်ရေးတပ်ဖွဲ့ဘက်ကလက်နက်ကြီး73လုံးနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်တောင်းဝင်းထဲကိုကြားရောက်ပောက်ခွဲပြီးတော့ထိခိုက်မှုရှိတယ်လို့သိရတယ်။တရင်ကြတာကတော့နှစ်ဦးထိမှန်တဲ့တဲ့။ဒဏ်ရာပြင်းထန်တယ်လို့သိရတယ်။တင်မတိဆိုတာတော့အတိမပြုနိုင်သေးဘူး။လက်နက်ကြီးတွေကြားရောက်ပောက်ခွဲတော့အချက်ပေးတံတွေကကုမ္ပဏီဝင်းအတွင်းစုညံနေတာပဲလို့ပြောတယ်ဟုဒေတာရင်းတရင်ရင်မြစ်ကပြောဆိုပါတယ်။ယနေ့နိုဝင်ဘာလ15ရက်နေ့ည9:00နာရီကျော်ခန့်တွင်လေအကြံဖတ်စစ်တိတ်စက်တက်လီတီ3စီးသည်ဝမ်ပေါက်ကုမ္ပဏီဝင်အတွင်ဝဲပြန်ပြီး ထောင်းကတရွာအနီးတစ်ဝိုက်ကိုဘုံကျဲတိုက်ခိုက်သွားကြောင်းထိုတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ထို့ပြင်စာလင်ချင်းမြို့နယ်ဝမေးရွာအတွင်မှစုခွာသွားသောအကြမ်းဖက်စစ်သားများကလည်းယနေ့နေ့နောက်ပိုင်းတွင်ပလောင်ရွာမှဝမေးရွာအတွင်ပြန်လည်ဝင်ရောက်လာပြီးပြည်သူပိုင်းနေအိမ်များကိုဝင်ရောက်မှွေနောက်ခါလက်ခံဖုံးများကိုသိမ်းယူသွားကြောင်းသိရပါတယ်။ အလားတူပလောင်ရွာအတွင်းရောက်ရှိနေသောအကြံဖက်စစ်သားများကလည်းပလောင်ရွာလမ်းဆောင်တွင်စစ်စစ်ရေးပြုလုပ်ခါဆိုင်ကယ်တစ်စီးကိုငွေချက်တထောင်တောင်းရန်ပြီးငွေချေမပေးနိုင်သူများကိုတချင်းအော်ဆိုခိုင်းကြောင်းသိရပါတယ်။နိုဝင်ဘာလ17ရက်နေ့ညပိုင်းကလည်းစာလင်ကြီးမြို့နယ်ဝမ်ပေါကုမ္ပဏီအတွင်တက်ဆွဲထားသောအကြံဖတ်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကရှော့တိုက်တုံးအလုံး30ဖြင့်ဖိခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကျမတဲ့တင်စမ်းမှုကိုဒီမှာပဲရနာကွင်ပြူပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။